ဘာသာစကားတစ်ခုကိုကြွန်းကြွန်းကျင်ကျင် ပြောဆိုနိုင်အောင်လို့ဘယ်လိုမျိုးလေ့ကျင့်မလဲမိခင်ဘာသာစကားမဟုတ်တဲ့ဘာသာစကားအစ်စ်တစ်ခုကိုကြွန်းကြွန်းကျင်ကျင်ပြောဆိုနိုင်ဖို့ဆိုတာထင်သလောက်လွယ်ကူတဲ့ခေတ်စာတစ်ခုတော့မဟုတ်ပါဘူးလေ့လာမှုအပိုင်းမှာစိတ်အားထက်သန်ဖို့လိုတယ်လို့မျိုးလေ့ကျင့်မှုအပိုင်းမှာလည်းဝရိယအားပို့ပြီးတော့စိုက်ထုတ်ရမှာဖြစ်ပါတယ်အခုတစ်ခေါက်မှာတော့ဘာသာစကားအစ်စ်တစ်ခုကို အချိန်အတော်ကြာလေ့လာနေပြီမဲ့ speaking skill အပြောစွမ်းရည်မှာထင်သလောက်မတိုးတက်ဘူးလို့ခံစားရတဲ့သူတွေအတွက်နီလကံတချို့ကိုဝေမျှပေးပါမယ်။နံပါတ်1ရဲရဲပြောပါ။ speaking skill တိုးတက်ဖို့အဓိကအားဖြင့်များများပြောတဲ့အလေးချင်းကိုမွေးမြူရမှာဖြစ်ပါတယ်။မမကြောက်ပြီးတော့မပြောဘဲနေတာမျိုး ပြောမထွက်တာမျိုးမလုပ်ဘဲနဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ ရဲရဲတတင်းသာအတန်ထွက်ပြောကြည့်ပါအကပြေလူတွေရှိမှ ပြောရတာကိုကမရဲသေးဘူးဆိုရင်တော့မှန်ရှိမှရက်ပြီးတော့စကားပြောချင်တာအိမ်မိုးတိရစ္ဆာန်လူတွေနဲ့ပြောချင်တာစသဖြင့်လေ့ကျင့်ယူလို့ရပါတယ်နှစ်လေ့လာသူအချင်းချင်းလေ့ကျင့်ပါဒူလုံကိုလိုလေ့လာနေတဲ့သူအချင်းချင်းပြောတာကအပြောဆုံးရေတိုးတက်စေဖို့ကိုညီပေးနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်လေးလာနေသူအချင်းအတူတူဖြစ်တာကြောင့် တလေတဲ့စီတခီးတဲ့သွားတယ်မို့စိတ်ထဲမှာရှိန်ပြီးတော့ပြောမထွက်တာမားမှာကြောက်တာတွေဒါတွေသိပ်ပြီးတော့မဖြစ်တော့ဘဲနဲ့မြများများပူပြီးတော့လေ့ကျင့်မိလာပါလိမ့်မယ်ပြီးတော့တယောက်နဲ့တယောက်မှားတာလေးတွေကို ထောက်ပြပြုပြင်ပေးခြင်းအဖြစ်လဲသူရောကိုပါစပီကင်စကိတ်အတူတူတိုးတက်လာမှာဖြစ်ပါတယ်တော့ ရေးဖတ်ပြီးတော့နားထောင်မှု4 scale လုံးလေ့လာပါဘာသာစကားတစ်ခုကိုကျွမ်းကျန်းခြင်းခြင်းပြောတတ်နိုင်မှု speaking skill အပြောစောရင်တစ်ခုတည်းကိုပဲလေ့လာနေရုံနဲ့လုံလောက်တယ်လို့သတ်မှတ်လို့မရပါဘူးဘာသာစကားတစ်ခုမှရှိတယ်အခြေခံ skill လေးခုလုံးကတစ်ခုနဲ့တစ်ခုအမြဲတမ်းဆက်ဆက်မှုရှိတဲ့အတွက်ရေးဖတ်ပြီးတော့နားထောင်မှုဆိုတဲ့4 skill ကို အလုံးခြုံငုံလေ့လာသင်တာဖြစ်ပါတယ် ဒါကြောင့်လေ့လာနေတဲ့ဘာသာစကားနဲ့ပတ်သက်ပြီးတော့အပြောလေ့ကျင့်မှုအပြင်စာအုပ်ဖတ်တာရုပ်ရှင်ကြည့်တာဗီဒီယိုဂိမ်းကစားတာသတင်းနားထောင်တာစာအုပ်မှာချပြီးရေးကျင့်တာဒါတွေပါလုပ်သင်ပါတယ်နံပါတ်၄နောက်ဆုံးအချက်ကတော့စိတ်ရှည်သေးခံဖို့ပါပဲဘာသာစကားအသစ်တစ်ခုကိုရပ်ပိုင်းအတွင်းမှာတည်းလုံးဝကျွမ်းကျင်သွားဖို့ဆိုတာကမဖြစ်နိုင်ပါဘူးလေ့လာမှုတွေကိုတစိုက်မမတ်လုံးဆောင်သွားရမှာဖြစ်သလိုမျိုးလက်တွေ့လေ့ကျင့်မှုဘိုင်းမှာလည်း ပြင်းရည်နေလို့မရပါဘူးအဓိကအားဖြင့်အချိန်ယူပြီးတော့စိတ်ရှိရှိနဲ့လေ့လံသွားရမှာဖြစ်ပါတယ်ဒါမှလည်းကျွမ်းကျင်ပိုင်နိုင်တဲ့အဆင့်ကိုရောက်မှာဖြစ်ပြီးတော့ native speaker တယောက်လိုမျိုးတွတ်တွတ်လက်လက်ပြောဆိုနိုင်တဲ့ level ကိုရောက်ရှိမှာဖြစ်ပါတယ်ဒါတွေကတော့ဘာသာစကားတစ်ခုကိုကြွန်းကြွန်းချင်းချင်းရဲရဲရင်ရင်ပြောဆိုနိုင်စေမဲ့နီလန်းလေးတွေဖြစ်ပါတယ်အကျိုးရှိမယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာ